သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ match လ20ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကဏီကိုတချင်းဖို့လူလာတဲတဲ့ရဟယင် drone နဲ့ဘုံကျဲခံရပြီးလူမတဲပဲပြန်တက်ပြေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းကဏီမြို့နယ်မှာတချင်းဖို့လူလာတဲတဲ့ရဟယင်ဘောလုံးကွင်းနဲ့စီးငိမ်မှာ drone စီးနဲ့ဘုံကျဲခံရပြီးလူမတေတော့ပဲပြန်တက်ပြေးသွားတယ်လို့ viewer 45 klg pdf ကသတင်းထုတ်ပြန်ထားပါတယ်။ယမန်နေ့ညနေ9:00အချိန်ကမုံရနမခါမှတက်လာတဲ့စက်ခအင်အား20ပါ MI17 ဟာကဏီမြို့နယ်ဘောလုံးကွင်းအတွင်းတက်ချင်းလူလာတဲ့ချိန်မှာ face wind drone စီးနဲ့ဘုံသီးချတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။အခုလို drone နဲ့တိုက်ခိုက်မှုကြောင့်ဘူမူ drone ပုံများကိုရဲရင်ပေါ်မတင်ဆောင်နိုင်ပဲပြန်တက်သွားပြီး drone ဘုံသီးကြောင့်လေကာကင်းဆောင်များထိခိုက်မှုရှိပြီးအသေးစိတ်ကိုတော့စုံစမ်းနေစေဖြစ်တယ်လို့ဆိုပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကြောင့်နမခတိုင်မှုဝက်ဘလူးမျိုးမင်းထွေចောင်းသားဘဝကကဏီမျိုးအထက်ကမှပညာသင်ယူခဲ့တဲ့ကြောင်းဖြစ်ပြီးတိုင်မှုတော့ပွားနေတယ်လို့တက်တွင်းသတင်းအရေးမြစ်တွေက KLG PDF တန်သတင်းပို့ထားတယ်လို့သိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပြည်ထောင်ကြားခံနေရတဲ့မြန်မာနိုင်ငံသား250ကိုထိုင်းကနေရပြန်ပို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံမှာအကြောင်းအမျိုးမျိုးကြောင့်ပြည်ထောင်ကြားခံနေရတဲ့မြန်မာနိုင်ငံသား250ကို မတ်လ19ရက်နေ့နေ့လယ်7:00နာရီခွဲအချိန်လောက်မှာမြန်မာနိုင်ငံဘက်ပြန်ပို့ခဲ့တယ်လို့ရနောင်းခရိုင်လူဝင်မှုကြီးကြပ်ရေးယူကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီရဲ့စစ်မှုတန်းစုဆောင်ခံရတဲ့ကြားကနေထိုင်းနိုင်ငံဘက်ကဆက်လက်နေရပို့ဆောင်နေပြီးထိုင်းရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ဖမ်းဆီးမခံရဖို့ကိုတတိထားနေရတယ်လို့ရနောင်းမှနေထိုင်တဲ့မြန်မာနိုင်ငံသားတယောက်ကပြောပါတယ်။နောက်ပိုင်းဒီကိစ္စတွေကိုတိတ်မသိရတော့ဘူး။တချို့လူတွေကလည်းဒီကိစ္စကိုအရေးသိမ့်မထားတော့ဘူးလေ။အားလုံးကဖမ်းမခံရအောင်နေမယ်။ကိုမိရင်ကိုခံကြဆိုတဲ့စိတ်မျိုးတွေပဲဖြစ်နေကြပြီ။ ဒီအကြောင်းတွေကိုလိုက်မေးကြည့်ရင်တော်တော်များများကမသိဘူးပဲပြောကုန်ကြတယ်လို့ပြောပါတယ်။နေရပြန်ပို့ခံရတဲ့မြန်မာနိုင်ငံသား250ထဲမှာအမျိုးသား236ယောက်နဲ့အမျိုးသမီး34ယောက်ပါဝင်ပြီးပို့ဆောင်ခံရပြီးနောက်ဆက်တွဲအခြေအနေတွေကိုတော့မသိရသေးပဲ DVB ကစုံစမ်းနေစေဖြစ်ပါတယ်။ဒီမတိုင်ခင်ရှစ်လပိုင်းတွေတုန်းကနေရပို့ခံရတဲ့သူတွေကိုကော့တောင်းမြို့အားကစားရုံမှာစစ်ဆေးမှုတချို့ပြုလုပ်ပြီးနောက်အသက်ပြည့်ပြီးမွေးရပါယောဂမရှိတဲ့သူတွေကိုစစ်မှုထမ်းခိုင်းဖို့ခမရ431တက်ကိုခေါ်ဆောင်သွားတယ်လို့ဒေသခံတယောက်ကပြောပါတယ်။ ထိုင်းနိုင်ငံမှာသူ့ဥပဒေနဲ့သူရှိတယ်ဆိုတာလက်ခံပါတယ်။ဒါပေမဲ့သူတို့ဘက်ကလုတ်ပေးလို့ရတဲ့အပိုင်းတွေအများကြီးရှိတယ်လေ။ဖမ်းမိပြီးနေရပြန်ပို့ခံရရင်စစ်မှုထမ်းခံရမယ်ဆိုတာသူတို့ထိုင်းဘက်ကတိထားတာပဲ။တိတိလေးနဲ့ပြန်ပို့နေတာပဲလေလို့အဲ့ဒီဒေသခံတယောက်ကပြောပါတယ်။အခုနှစ်ဇန်နဝါရီနဲ့ဖေဖော်ဝါရီလမှာပြည်တံကြခံနေရတဲ့မြန်မာနိုင်ငံသားတွေကိုနေရပြန်ပို့ပြီးနောက်အသက်ပြည့်တဲ့သူတွေကိုစစ်မှုထမ်းဖို့ဘိတ်ဘက်ကိုခေါ်ဆောင်သွားကတိုက်စီရွှေဒူးတက်ရင်နာကပညာရေးကျောင်းတစ်ခုမှာထိမ့်သိမ့်ခဲ့ပါတယ်။ အဆိုပါထိန်းသိမ်းခံရတဲ့နေရာကနေအမျိုးသား၁၆ရောက်ထွက်ပြေးလာပြီး၆ရောက်ပြန်လည်ဖမ်းဆီးခံရတာ၂ရောက်ကတော့ဘိန်းမြွန်းနဲ့ပကပတ်တပ်ဖွဲ့တန်လာရောက်ခုလုံခဲ့ကြတယ်လို့ထွက်ပြေးလွမြောက်လာသူစီကသိရပါဗျ။နောက်တစ်တင်ဆက်ပေးမယ့်သတင်းကတော့တာပေါင်းကမိုးချင်ကုန်းမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကလက်နက်ကြီးများတဲ့ကခမရ338အတွင်ခန်းစစ်ပြင်နေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AR တိုင်းတာပေါင်းမြို့နယ်မှာရှိတဲ့တာပေါင်းလေးရွာနဲ့ကမိုးချင်ကုန်းမှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပါနေကြောင်းသိရပါတယ်။ ယမန်နေ့မက်လ16ရက်နေ့ညပိုင်းမှာတိုက်ပွဲပြင်းထန်လာပြီးနောက်စစ်ကောင်စီကလက်နက်ကြီးနှစ်လက်ကိုကင်မွန်ချင်မှတဲပြူရွာကိုတည်လာပြီးခန့်စစ်ပြင်းနေကြောင်းသိရပါတယ်။တက္ကသိုလ်ဝန်ထမ်းစာမေးပွဲတွေပြီးရင်ထိုးစစ်ပို့ပြီးပြင်းထန်လာမယ်ဆိုလို့ခမရ338နားကရွာတွေအကုန်လုံးစိုးရိမ်နေကြတယ်။လက်နက်ကြီးလက်နက်ငယ်တန်းတွေလည်းကြားနေရတယ်လို့တာပေါင်းဒေသခံတအူးကပြောပါတယ်။စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားနေတဲ့ရွာအနီးမှာရှိတဲ့အလုတ်လုတ်ကင်နေသူများကိုလည်း ၎င်းတို့ရွာများကိုပြန်ခိုင်းနေပြီးခမရ338အနီးမှာရှိတဲ့ကြေးရွာတွေမှာလည်းတိုက်ပွဲနှီးကပ်လာတဲ့အတွက်စိုးရင်ကရွှေပြောင်းရင်ပြင်ဆင်နေကြကြောင်းဒေသခံများထံမှသိရပါဗျ။ယနေ့မက်စလ20ရက်နေ့နံနက်ပိုင်းကခမရ338အနီးဝန်းကျင်မှာလက်နက်ကြီးအပြန်အလှန်ပစ်ခတ်တံများထွက်ပေါ်နေပြီးစစ်ကောင်စီတပ်ဖွဲ့များကတရင်အနီးစစ်ကြောင်းထုတ်မှုများပြုတ်လုလာကြောင်းသိရှိရပါဗျ။မယန်းချိုအုပ်စုတံပတ်ဘုန်းတော်ကြီးတင်ပညာရေးကျောင်းနဲ့ရနတာလမ်းမမှာရှိတဲ့ဘုန်းကြီးကွင်းတွေမှာစစ်ကောင်စီတပ်ဖွဲ့များစစ်ကြောင်းထုတ်နေကြောင်းဒေသခံများထံမှသိရပါဗျ။ဒါအပြင်ရေကြီးမြို့နယ်အဆက် ဘိုးတော်ရွာဝါတော်ကွင်းများဘက်ကိုလည်းစစ်ကောင်စီတပ်ဖွဲ့များကလှည့်လည်စစ်ကြောင်းထိုးနေပြီးအင်အားချိနဲ့နေတဲ့စစ်ကောင်စီတပ်ဖွဲ့များမှာစိတ်တက်ကြဆင်းနေကြောင်းသိရှိရပါတယ်။တာပေါင်းမြို့နယ်ကျွန်းလျာကြီးအုပ်စုတဲပြူနီမှာရှိတဲ့ကမောချင်ကုန်းနဲ့တစ်ပြူအုပ်စုတစ်ဝမ်းဘူးကြားကောင်းတို့ကိုပြီးခဲ့တဲ့မက်လ73ရက်နေ့မှာစစ်ကောင်စီကလေကြောင်းမှတိုက်ခတ်မှုများပြုလုပ်ခဲ့ပါတယ်။ဒေသခံများစစ်ရှောင်နေတဲ့မယန်းချင်းရွာများဘက်ကိုလည်းစစ်ကောင်စီကစစ်ကြောင်းထိုးနေပြီးဒေသခံများထပ်မံစစ်ရှောင်နေကြရကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဖလန်းတိုက်ပွဲမှာလက်နက်မချပဲခုခံနေတဲ့ စစ်အုပ်စုတရင်မူဒုဗိုလ်မူကြီးဝီလင်းထွန်းတုတ်တင်ခံရမြို့သိမ်းတိုက်ပွဲကနေစစ်တုံပန်းနဲ့လက်နက်တချို့တင်းဆက်ရရှိထားပြီးစစ်အုပ်စုကမြို့မကြာရေးလေကြောင်းနဲ့ခုခံနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ချင်းပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ဖလန်းမြို့မှာစစ်အုပ်စုနဲ့တော်လိုင်းတပ်များတပတ်ကြာကြာတိုက်ပွဲပြင်းထန်နေပြီးအဲ့ဒီတိုက်ပွဲအတွင်းဖလန်းမြို့ကိုဥဆောင်ကွက်ကဲနေတဲ့စစ်အုပ်စုတရင်မူဒုတိယဗိုလ်မူကြီးတေဆုံးခဲ့တယ်လို့စစ်အုပ်စုလက်အောက်ခံတပ်သားစစ်တုံပန်းနဲ့လက်နက်တချို့တင်းဆက်ရရှိထားတယ်လို့စစ်ရေးသတင်းအရင်းမြစ်တွေကပြောပါတယ် ချင်းတော်လိုင်းရဲ့တပ်တွေဖြစ်တဲ့ချင်းညီနောင်ချင်း Brotherhood CB နဲ့မဟာမိတ်တွေကချင်းညီနောင်စစ်စင်ရေး Operation CB အဖြစ်2024နိုဝင်ဘာလ9ရက်နေ့ကစတင်ကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။မြို့သိမ်းစစ်စင်ရေးအတွင်းစစ်စခန်းအများပြားကိုသိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမဲ့တောင်ငုံပေါ်မှာတည်ရှိတဲ့အစိုးအစုချင်းလင်တရင်ခလာရ268ကိုသိမ်းပိုက်နိုင်ဖို့ကြံရှိနေတာဖြစ်ပါတယ်။ဒီတက်ကုန်းပေါ်မှာအခြေပြုနေထိုင်တဲ့စစ်အုပ်စုနဲ့တော်လိုင်းရဲ့တပ်တွေမက်စလာ12ရက်နေ့ကနေမက်စလာ20ရက်အထိတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ တိုက်ပွဲအတွင်းစစ်အုပ်စုခြေလင်တရင်ခလာရ268တရင်မူဒုဗိုလ်မူကြီးတည်ဆုံးခဲ့တယ်လို့စစ်တုံးပန်းနဲ့လက်နက်တချို့တင်းဆက်ရရှိထားတယ်လို့စစ်ရေးသတင်းအရင်းမြစ်တူကပြောပါတယ်။တရင်မူဒုတိယဗိုလ်မူကြီးတည်တာကအတည်ပြုလို့ရပါတယ်။စစ်တုံးပန်းတချို့လည်းဖမ်းဆီးရရှိထားပါတယ်။အားလုံးပြည်ရင်ဒေသိတ်ထုတ်ပြန်ပေးပါမယ်လို့စစ်ရေးသတင်းအရင်းမြစ်ကပြောပါတယ်။ဖလန်းမျိုးတင်းတိုက်ပွဲအတွင်းမှာတည်ဆုံးခဲ့တဲ့စစ်အုပ်စုခြေလင်တရင်ခလာရ268တရင်မူဒုတိယဗိုလ်မူကြီးဟာဖလန်းမျိုးတိုက်ပွဲမှာဥဆောင်ကွက်ကဲနေသူဖြစ်ပြီးခေါင်းမှာပစ်ကတ်တူတယောက်ဖြစ်တယ်လို့မြေပြင်တိုက်ပွဲဝင်ရဲဘော်တို့ကပြောပါတယ်။ လက်နှက်ချလင်းဝင်ဖို့ခေါ်နေတာကကြာနေပါပြီ။ရိတ်ခါလည်းဖြတ်တာတော့ငက်ပြက်နေကြလို့အလင်းဝင်ဖို့ခေါ်တာကိုမရပဲခေါင်းမာတယ်ပေကက်နေတာလို့ဆိုပါတယ်။စေအုပ်စုတွေကဖလန်းမျိုးမကြရည်အတွက်ဝေဟင်ရဟယင်တွေနဲ့လူဝင်အားထပ်ပို့နေတယ်လို့ဖလန်းမျိုးနဲ့အတွင်းလေချောင်းအုံပြုကဘိုးမိုးရွာတိုက်ခိုက်နေတာကြောင့်တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။ဖလန်းမျိုးကိုတော့တော်လိုင်းအင်အားစုတွေက2024ခုနှစ်မှာစတင်တိုက်ခိုက်ပြီးစေအုပ်စုအထိုင်စကန်တွေဖြစ်တဲ့ထွေအုံယုံမြို့နယ်ရေစကန်ခရိုင်ရေစကန် ဆောက်လုပ်ရေးယုံတွေကိုတိမ့်ပတ်ရရှိထားပြီးဖြစ်ပါတယ်။အဲ့ဒီစကန်သိမ့်တိုက်ပွဲတွေအတွင်းဖလန်းခရိုင်ရဲတပ်ဖွဲ့မှုဒူးရဲမှုကြီးဖလန်းမျိုးနယ်ရဲတပ်ဖွဲ့မှုရဲမှုဖလန်းမျိုးနယ်ဒူးရဲတပ်ဖွဲ့မှုနဲ့တခြားရဲအရာရှိအပါအဝင်စစ်အုပ်စုလက်နက်ကင်45ဦးအရှင်လက်ရဖမ်းဆီးရရှိကလက်နက်အများပြားတင်ဆက်ရရှိထားပါတယ်။ချင်းမီနယ်အတွင်းမှာတော့ချင်းတော်လန်ရဲတပ်တွေကမင်းတက်၊ကံပက်လက်မတူပီ၊တွန်းစံ၊ကြီခါ၊ရီကော်ဒါ line limbi ကျင်တွေးမကွေးအိမ်နူနာရိန်ရေစာဝေဘူးလစုခွား စတဲ့မြို့တွေကိုတင်ပိုက်ထင်းချုပ်ထားပြီးပလဝမြို့နဲ့စမီးမြို့တွေကိုအာရခတ်တတော် AA ကတင်ပိုက်ထင်းချုပ်ထားပါတယ်။ချင်းပြည်နယ်အတွင်းကဟခထန်တလန်ခန်ကန်းနဲ့တိတိန်မြို့နယ်တွေမှာတော့စစ်အုပ်စုကြန့်ရှိနေစေဖြစ်ပြီးချင်းပြည်တဝန်စစ်အုပ်စုအ мян ဆုံးကင်းစည်ရေးလှုပ်ဆောင်မယ်လို့ချင်းပြည်တော်လှန်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ပြောဆိုထားပါတယ်။ဆက်လက်ပြီးတော့ရွှေကုတ်ကိုရတဲ့ဟိုတယ် KTV ကန်မီလောင်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်ရွှေကုတ်ကိုမြို့တက်မှာရှိတဲ့ရတဲ့ဟိုတယ်အပေါ်တဲ့ KTV ကန်မှာ မတ်လ20ရက်နေ့မနက်7:00နာရီလောက်ကမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။မိနစ်40လောက်မီးလောင်အပြင်မှာမိသက်ကားတွေချက်ချင်းရောက်ရှိလာကမီးငြိမ်းသွားခဲ့တယ်လို့ကရင်နယ်ကြားဆောင်တပ် BGF တပ်မတော်ကပြောပါတယ်။မီးလောင်မှုကြောင့်အပျက်စီးထိခိုက်ဒေဆုံးမှုသတင်းတွေဆက်လက်ဆုံဆန်းနေဆဲဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီထင်းချုပ်ဆဲရခိုင်မြို့၃မြို့မှာတကြံပွဲကျင်းပရန်စစ်ကောင်စီပြင်ဆင်မှုဟန်ပြသဘောပြုတ်လုပ်ခြင်းဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ရခိုင်မှမြို့သုံးမြို့မှာတကြံပွဲတော်ကျင်းပရန်စစ်ကောင်စီကပြင်ဆင်နေမှုဟာဟန်ပြသဘောပြုလို့ချင်းတာဖြစ်နိုင်တယ်လို့ဒေသခံများကသုံးသပ်နေကြပါတယ်။ရခိုင်မှာနေမြေတည်ငြိမ်မှုကိုပြတ်တပ်ဖို့အတွက်ဟန်ပြသဘောနဲ့ပြုလို့ချင်းတာဖြစ်နိုင်တယ်လို့ရခိုင်ပြည်ကြောင်းသားတမကရဲဘော်ဟောင်းကိုဦးတန်းနိုင်ကပြောကြားပါတယ်။စစ်ကောင်စီကသူတို့ထိန်းချုပ်ထားတဲ့ဒေသမှာတည်ငြိမ်နေတယ်၊လုံးဝအေးချမ်းနေတယ်၊အခုချိန်ထိပျော်ပွဲရှင်ပွဲတွေကျင်းပနေသေးတယ်ဆိုတာကိုနိုင်ငံရေးအရာချပြကျင်းနေတာဖြစ်တယ်။ဟန်ပြသဘောလွတ်တာမြင်တယ်လို့ပြောပါတယ်။စစ်ကောင်စီထိန်းချုပ်တာစစ်ဖြစ်တဲ့ရခိုင်မှာစစ်တွေ ကြောက်ဖြူနဲ့မန်အောင်မြို့တွေမှာတကြံပွဲကိုစီကားစာကျင်းပနိုင်ရေးစစ်ကောင်စီကစတင်ပြင်ဆင်နေတာလို့သိရပါတယ်။အဲဒီလိုကျင်းပနိုင်ဖို့အတွက်ရခိုင်ပြည်နယ်စစ်ကောင်စီဝန်ကြီးချုပ်ဦးထိန်လင်းနဲ့ဝန်ကြီးအဖွဲ့ဝင်တွေဟာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ခုကိုစစ်တွေမြို့မှာပြီးခဲ့တဲ့မတ်လ16ရက်နေ့ကပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။အဲဒီညှိနှိုင်းအစည်းအဝေးမှာတကြံပွဲတော်အပြင်ရခိုင်ရိုးရာနန္တာတွေးပွဲနဲ့တက်ကြီးပူဇော်ပွဲတွေကိုလည်းထည့်သွင်းကျင်းပရန်ဆုံးဖြတ်ခဲ့ကြတယ်လို့သိရပါတယ်။ ိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ရခိုင်မှာလာမယ့်ဧပြီလ17ရက်နေ့မှာကြာရောက်မယ့်နှစ်တစ်ကူတကြံပွဲတော်ကိုကျင်းပဖို့စစ်ကောင်စီကစီစဉ်နေခြင်းပဲဖြစ်ပါတယ်။လက်ရှိမှာစစ်တွေနဲ့ကြောက်ဖြူအနည်းမှာနေ့စဉ်ရက်ဆက်ဆိုသလိုအရက်ကတက်တော် AA နဲ့စစ်ကောင်စီတက်တွေတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိပြီးဒေသခံပြည်သူများမှလည်းမြို့ရဲတွင်ပိတ်မိနေကြပါတယ်။တစ်ဖက်မှာလည်းစစ်တွေမျိုးနဲ့ကြောက်ဖြူတို့ကို AA ကအဖက်ဖက်မှဝင်းရံပိတ်ဆို့ထားတဲ့အတွက်စစ်ကောင်စီတက်ကမိမိရဲ့တပ်သားများရဲများနဲ့လက်ရှိအချိန်ထိလက်ပတ်နေဆဲဖြစ်တဲ့ဌာနဆိုင်ရာဝန်ထမ်းများရဲ့အကြောက်တရားတွေကိုဖြေရှင်းရန် ။တကြံပွဲတော်ကိုစီစဉ်ခြင်းဖြစ်နိုင်တယ်လို့ကိုဦးတန်းနိုင်ကဆက်လက်သုံးသပ်ပါတယ်။ဒါအပြင်ရခိုင်ပြည်အရေးနဲ့စစ်ရေးအခြေအနေကိုလစ်လာသုံးသပ်သူကိုစင်မျိုးကလည်းအဆိုပါမြို့သုံးမြို့မှာပိတ်မိနေတဲ့ဒေသခံများမှာစာဝတ်နေရေးကျက်တဲ့ပြီးအသက်အန္တရာယ်ဆိုးရိမ်နေရတဲ့အပြင်နေစဉ်ရက်ဆက်ဆိုးသလိုလက်နက်ကြီးများပစ်ခတ်မှုနဲ့လေကြောင်းတိုက်ခိုက်မှုများကြောင့်ထိုးပြော်ပွဲရှင်ပွဲကိုစိတ်ဝင်စားမိမဟုတ်ကြောင်းပြောပါရယ်။အဲဒီမြို့သုံးမြို့ကပြည်သူတွေကကြီးလန့်စာစားနေကြရတာ။ဘယ်နှစ်ဘယ်အချိန်မှာဘယ်အဖွဲ့ကတိုက်ပွဲတွေပေါ်ဆောင်မလဲ ဘယ်အချိန်မှမြို့သိမ်းတိုက်ပွဲဆလာမလဲဆိုတာပြည်သူတွေကစိုးရိမ်နေရတော့စစ်ကောင်စီကစစ်စစ်ကကနဲ့တကြံကျင်းပပေးနေရင်အောင်သွားမဲ့သူကနေမယ်။မဖြစ်မနေတအိမ်တယောက်ကြအတင်းအဓမ္မသွားခိုင်းတာတွေလှုပ်ဆောင်လာလိမ့်မယ်လို့မြင်မိတယ်။အကုန်လုံးဒုက္ခရောက်နေကြရတဲ့အချိန်မှာအဲ့ဒီတကြံပွဲတော်မှာမပျော်သင့်ဘူး။စစ်ကောင်စီရဲ့ဘယ်သူမှမသိနိုင်တဲ့ဗျူဟာတစ်ခုလည်းဖြစ်လာနိုင်တဲ့အတွက်အတိတတိနဲ့နေသင့်တယ်လို့ပြောပါရယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီရဲ့အကြမ်းဖက်မှုများကိုတားဆီးပေးရန်အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကို NUG တိုက်တွန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဆီအိုဆူရဲ့အကြံဖတ်မှုတွေကိုကင်တွယ်ဖြည့်ရှင်းပေးနိုင်ဖို့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကတိုက်တွန်းကြောင်းမနေ့ကထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံတကာကယူကရိန်းအရေးပေါ်မှာသာအာရုံစိုက်မှုဆက်ရှိနေတာကြောင့်အာဆီယံအနေနဲ့မြန်မာနိုင်ငံမှာပုံမှုဆိုးရလာတဲ့အကျက်တဲကိုဥဆောင်ကင်တွယ်ဖြည့်ရှင်းနိုင်မယ့်အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ NUG ကထုတ်ပြန်ပါတယ်။အာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့ဥဆောင်မှုအောက်မှာအာဆီယံအနေနဲ့လူခွင့်ရင်းနဲ့ဒေသတွင်းလုံခြုံရေးပေါ်ထားရှိတဲ့ဂရိကွေ့တွေကိုဆက်လက်ဆောင်ထိန်ပေးဖို့အတွက်လိုအပ်တယ်လို့ NUG ကထုတ်ပြန်ကြမှာထည့်သွင်းပြောဆိုထားပါတယ်။ လက်ရှိအချိန်ဟာမြန်မာပြည်သူတို့အချင်းစီရဲ့တရားမျှတမှုငြိမ်းချမ်းမှုတွေပြန်လည်ဖော်ဆောင်နိုင်မဲ့ဆောင်ရွက်ချက်တွေကိုပြက်ပြက်တတ်တတ်ဆောင်ရွက်ရမယ့်အချိန်ဖြစ်တယ်လို့လည်းရည်သားထားပါတယ်။အာဆီယံအနေနဲ့ဘုံသဘောတူညီချက်၅ရပ်ကိုကျော်လွန်ပြီးမြန်မာပြည်သူတွေရဲ့ဆန္ဒကိုကိုက်ညီတဲ့လုပ်ငန်းစဉ်တရက်ကိုကူညီပေးနိုင်ဖို့အတွက်ဆောင်ရွက်ချက်တွေချမှတ်ဖို့အတွက်လည်းတိုက်တွန်းထားတာဖြစ်ပါတယ်။မကြသေးမီကရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ကဘုံကြီးကျောင်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်ဟာအရက်သားတွေပြစ်မှတ်ထားတဲ့တပ်ဖြတ်မှုတွေစက်တိုက်လုဆောင်လာနေတယ်လို့အန်ယူဂျီကဆိုပါတယ်။ စကိုင်းမန္တလေးမကွေးတိုင်းနဲ့ရှမ်းပြည်နယ်ကဘာသာရေးဆိုင်ရာနေရာတွေနဲ့အရက်သားပြည်သူတွေကိုစစ်ကောင်စီကပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရက်သားတိုက်ဆုံမှုဆက်လက်မြင့်တက်နေတယ်လို့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လန်ကြီးဘတ်တော်သမားရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။